ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘောလာ9ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးကြတဲ့ကတော့တာဂနေရော်အနီတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကော်မရှင်တပ်သား9ဦးထပ်မံနဲ့သိမ်းဆုံးက၄ဦးအရှင် ဖမ်းပြီးလက်နက်ကြီးထိတဲ့ PDF တအူးအပါ2ဦးတိုက်ပွဲမှာကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတန်းရွှေဘုံမြို့နယ်တာကနန်ကြီးရွာအနီးစစ်ကော်မရှင်တပ်နဲ့ဒေသကာကွယ်တပ်ဖွဲ့ဝင်တွေအကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာနှစ်ဖက်သိမ်းဆုပ်မှုရှိပြီးစစ်တုံးမှ၄ဦးဖမ်းမိခဲ့တယ်လို့ရွှေဘုံမြို့နယ်ပကဖတ်ထံကနေသိရှိရပါတယ်။အော်တိုဘားလ၂ရက်နေ့မနက်၆နာရီကျော်မှာရွှေဘုံမြို့ကနေစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါစစ်ကော်မရှင်ရဲ့ပြူစောတီပူပေါင်းတပ်ဖွဲ့တာကနန်းရွာအနီးအရောက်မှာဒေသကာကွယ်ပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တက်ခိုက်ခဲ့ရမှာနှစ်ဖက်တိုက်ပွဲပြစ်ထန်ခဲ့တယ်လို့ဆိုပါတယ်။မနက်ခင်းကတမနက်ခင်းလုံးဖြစ်တာ နေကမိုက်ကြတော့ပျောက်ကြားသူကပြစ်လိုက်ကိုဘကပြစ်လိုက်ဖြစ်ရင်းနဲ့ညနေကြတော့သူတို့ပြန်ဆုတ်သွားတယ်ရှင်းလင်းရေးဝင်တော့တုံပန်းတွေမိတာရဲဘော်တယောက်ဆိုစက္ကဆတေတဲ့အလောင်းကိုတက်ယူတာလက်နက်ကြီးကောင်းထိပ်ပြီးစုံတာလို့ရွှေဘုံမြို့နယ်ပကဖတ် တာဝန်ရှိသူတဦးကမြေလက်အတန်ကိုပြောပါတယ်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်9ဦးထပ်မံနေတေဆုံးခဲ့ပြီးစစ်တုံပန်း၄ဦးနဲ့လက်နက်တချို့တင်းစစ်ရမိထကအသေးစိတ်ကိုတော့တရင်ထုတ်ပြန်ပေးတော့မယ်လို့သိရှိရပါတယ် ော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းတာကနန်းကြီးရော့ဘက်ကပအဖွဲ့ဝင်တူဝက်လက်မြွနဲ့ကာကွယ်အဖွဲ့ဝင်တူကြဆုံးခဲ့ပြီးဒဏ်ရာရသူအချို့လည်းရှိခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားတာကြောင့်တာကနန်းရှာတော်ဇီတော်ကြီးရော့နဲ့အနီးတစ်ဝက်ကြီးရော့တွေကဒေသခံလူဦးရေ3000ခန့်ထွက်ပြေးခဲ့ရပြီးအော်တိုဘာလ3ရက်နေ့မှာတော့ကြီးရော့တွေမှပြန်လည်နေထိုင်နေကြပြီလို့သိရှိရပါတယ်တိုက်ခိုက်မှုကိုတော့ရွှေဘုံမြွနဲ့အတွင်းတိုက်နေတဲ့ကြီးရော့ဘက်ကပအဖွဲ့တွေဝက်လက်နေဒေသကာကွယ်အဖွဲ့တွေအပါအဝင်ပူပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါ တိုက်ပွဲဖြစ်ပွားနေချိန်မှာအော်တိုဘားလ2ရက်နေ့မနက်7:00နာရီလောက်မှာရွှေဘူအချီစိုက်ခမရ7ကပြစ်ကူပေးတဲ့လက်နက်ကြီးပုံတရားရွှေဘူမြို့အမှတ်9ရပ်ကွက်မှာရှိတဲ့အောင်မြင်ချမ်းမြေဘုံကြီးကျောင်းလေးကိုကြောက်ရပေါက်ကွဲခဲ့လို့ကိုရင်၃ဘပြန်တော်တော်မူကရှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ရွှေဘူမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးစစ်သား၄ဦးအရှင်ဖမ်းဆီးရရှိ လက်နက်ခင်းရဲများနဲ့တင်းစစ်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီးစစ်သား၄ဦးအရှင်ဖမ်းဆီးရရှိကာလက်နက်ခင်းရဲများနဲ့တင်းစစ်ရရှိကြောင်းရွှေဘုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် MS-18 တရင်မှုဘူဆွန်ရဲကပြောဆိုပါတယ်။အော်ဒိုဘလာ၂ရက်နေ့မနက်3:30မိနစ်အချိန်မှာတမ33လက်အောက်ခံ MS-8 စစ်အခြေခံလေ့ကျင့်ရေးတပ်စကတ်တာ၈မှာစစ်အင်အား60ခန်းနဲ့ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကရှူပုံမျိုးတောင်းပန်မှု good brother ယုံမတဆင်တာကနဲ့ကြေးရွာအတွင်းကိုဝင်ရောက်လာကြောင်းယင်းနေ့မနက်6:30မိနစ်အချိန်မှာအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရမှာအော်တိုဘာလ2ရက်နေ့မွန်လယ်12:30မိနစ်အချိန်ထိတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှတက်ကြီးစံထွေအပါအဝင်9ဦးသေဆုံးခဲ့ပြီးစစ်သား10ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ဘက်မှတက်ကြအဆင့်တအူးစစ်မှုတန်းတပ်သားတဲ့ ပတ်စအဆင့်၃ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ရရှိတဲ့လက်နက်ခဲယမ်းများထဲမှာ60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူးတဖူး RPG အဖူးနှစ်ဖူးကျောလွယ်ဂျမ်မာတစ်စုံ 5.56G တရာတောင်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲကိုရှေဘိုခရိုင်တရင်15တရင်18တရင်23တရင်26တရင်9936 Together Weekend နဲ့ ရွှေဘုခင်အမတ်လေးတရင်ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တောဘူပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အထည်နာသွားတဲ့စစ်တပ်မှာအော်တိုဘားလ၂ရက်နေ့မွန်းလယ်တနင်္ဂနွေချိန်ရွှေဘုံမြို့နယ်တာကနန်ကျေးရွာအတွင်းမှာပြန်လည်ထွက်ခွာသွားကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘုံကဏ္ဍနရုံမှတက်ဆွဲထားတဲ့စစ်တပ်နဲ့ရွှေဘုံမြို့အခြေစိုက်အမှတ်နှစ်ထပ်ဖို့တက်ကလက်နက်ကြီးများဟောဝေဇာအမြောက်များနဲ့ပစ်ကူပေးခဲ့ရမှာ ရွှေဘုံမြို့ကာကြီးကွင်းအနီးအောင်မြေဘုန်းကြီးကျောင်းအတွင်းကိုကြာရောက်ပေါက်ကွဲခဲ့ကြောင်းအဆိုပါဖြစ်စဉ်ကြောင်းအောင်မြေဘုန်းကြီးကျောင်းမှာကိုရင်၄ပါးပြန်လည်တော်မူခဲ့ပြီးကိုရင်၈ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရွှေဘုံမြို့နယ်တာကနန်းကျေးရွာတိုက်ပွဲမှာတလင်းရဲဘော်နှစ်ဦးကြာဆုံးခဲ့ပြီးရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖက်စီရမိတဲ့စစ်တုံဘန်းတို့ရဲ့ပြောကြားချက်အရတလင်းရဲဘော်များရဲ့မျက်မြင်အရစစ်တပ်ဘက်မှတိုက်စုံထိခိုက်မှုအလွန်များပြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးစင်တာကတော့ရခိုင်ပြည်မောင်တုံးမြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလုံခြုံရေးဆောင်ရွက်နေတဲ့အရကတ်တော် AA တပ်ဖွဲ့ဝင်တွေကိုမွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ကခြုံခိုချောင်းမြောင်းတိုက်ခိုက်မှုများရှိနေတဲ့အတွက်နေဆက်မှာတိုက်ပွဲများဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်။နေဆက်မှတ်တိုင်း53 54 55 56နဲ့59အနီးပတ်ဝန်းကျင်မှာတိုက်ပွဲများဖြစ်ပွားနေပြီးမွတ်စလင်လက်နက်ကိုင်တွေဟာဘင်္ဂလားဒေ့ရှ်ဘက်ကအကာအကွယ်ယူက AA ကိုတိုက်ခိုက်နေကြခြင်းဖြစ်ကြောင်းနေဆက်သတင်းရင်းမြစ်များကပြောပါတယ်။ တိုက်ပွဲကဖြစ်နေစေပဲဗျာဒီနေ့လည်းဖြစ်နေတုံးပဲမွတ်စလင်အကြမ်းဖက်တွေကဘင်္ဂလားဒေ့ရှ်နေဆက်ကိုအကာအကွယ်ယူပြီးတိုက်နေတာအာရကတ်တပ်တော်ဘက်ကလည်းနေဆက်လုံခြုံရေးအတွက်အသေးချခွန်နေမီရှင်းလင်းမှုတွေပြုလုပ်နေတယ်လို့နေဆက်သတင်းရင်းမြစ်အမျိုးသားတအူးကပြောပါတယ်ယနေ့မှလည်းနှစ်ဖက်တိုက်ပွဲများရှိနေပြီးအာရကတ်တပ်တော်ဘက်ကနေမီရှင်းလင်းရေးဆက်လက်ဆောင်ရွက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်အာဆာအဖွဲ့ဟာအာရကတ်တပ်တော်ရဲ့နေဆက်လုံခြုံရေးစခန်းများဖြစ်တဲ့နေဆက်မှတ်တိုင်56နဲ့59ကြားရှိ 0.639စက္ကန့်နဲ့ဒုံးညိုစက္ကန့်တို့ကိုတင်ပတ်ရင်ရှိမှန်းကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာနီလန်မျိုးစုံနဲ့ဝင်းရောက်တိုက်ခိုက်ခဲ့ကြကြောင်းအော်တိုဘားလာ၁ရက်နေမှာအေအေကထုတ်ပြန်ခဲ့ပါတယ်။ရင်းပြင်အော်တိုဘားလာ၃ရက်နေမနက်ပိုင်းကလည်းဘင်္ဂလားဒေ့ရှ်နေဆက်နယ်မြေအနီးကြီးကျွန်းမှာလည်းပြစ်ကတ်တမ်းများကြားခဲ့ရကြောင်းမောင်တော်ဒေသခံများကပြောပါတယ်။မနေ့ကနေသာရောင်အနီးကကြီးကျွန်းဘက်မှာလည်းပြစ်ကတ်တမ်းတွေကြားလိုက်ရတယ်။နိုင်ဝက်လောက်တောင်ကြားလိုက်ရတာ။တိုက်ပွဲအသေးစိတ်အခြေအနေကိုတော့မသိရသေးဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့နီနီလီကကြားရတာလို့နောက်ထပ်ဒေသခံအမျိုးသားတအူးကပြောပါတယ်။မောင်တော်နေဆက်တိုက်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုသိရှိဖို့အာရခတ်တက်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုကထံကို DMG ကဆက်သွယ်မေးမြန်းထားပေမဲ့လည်းဖြေကြားခြင်းတော့မရှိသေးပါဘူး။မွတ်စလင်လက်နက်ကိုင်တွေဟာယခုအချိန်နေဆက်မှာတိုက်ပွဲများပေါ်ဆောင်နေခြင်းမှာအာရခတ်တက်တော်ရဲ့စစ်ကောင်စီအပေါ်တိုက်ခိုက်နေကြရခြင်းကိုအခွင့်ကောင်းယူပြီးနောက်ကျောကနေတိုက်ခိုက်လာခြင်းဖြစ်ကြောင်းရခိုင်ပြည်စည်ရေးချင်းစောင့်ကြည့်သူတွေကပြောပါတယ်။ ရကိုင်ပြည်စီရေးစောင့်ကြည့်နေသူတအူးကမွတ်စလင်လက်နက်ကိုင်တွေဟာအေအေကကြောက်ဖြူစစ်တွေမြို့နယ်တွေမှာတိုက်ပွဲစင်နီတာကိုအခွင့်ကောင်းယူပြီးတော့သူတို့အတွက်နေမြေတချို့ရနိုင်မလားဆိုပြီးနေဆက်ကိုအမိပြုတ်တိုက်ခိုက်လာခြင်းဖြစ်တယ်။အာစာတွေအခုလိုအကြမ်းဖက်တိုက်ခိုက်လာတာကိုအေအေအနေနဲ့လက်ခံမှာမဟုတ်ပဲနှိမ်နှင်းသွားမဲ့အခြေအနေကိုမြင်ရတယ်လို့ပြောပါတယ်။ယင်းကြောင့်မော်တော်နေဆက်ဟာအရက်ကတ်တက်တော်အတွက်လုံခြုံရေးစိတ်မချရတဲ့အခြေအနေဖြစ်ဆက်လက်ရှိနေအောင်မှဖြစ်ကြောင်းလဲ။ ရခိုင်စည်ရီလီလာစောင့်ကြည့်နေသူတွေကသုံးသက်နေကြပါတယ်အလားတူမွတ်စလင်လက်နက်ကိုင်းတွေကိုဘင်္ဂလားဒေ့ရှ်နေချောင်းဆောင်တပ်မှရှိတဲ့အရာရှိတချို့ကနောက်ွယ်ကနေကူညီထောက်ပံ့မှုများပြုလုပ်နေကြောင်းအရကတ်တက်တော်တပ်မှုချုပ်ပူချုပ်ထွန်းမြတ်နိုင်ကအေယဝရီနဲ့အင်တာဗျူးမှာပြောဆိုထားပါတယ်ပြီးခဲ့တဲ့နှစ်ကလည်းမွတ်စလင်လက်နက်ကိုင်းတွေဟာမော်တော်နဲ့ဘူးတိတောင်မြို့သိမ်းတိုက်ပွဲများမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးအရကတ်တက်တော်ရဲ့ထိုးစစ်တွေကိုခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီနောက်မော်တော်နဲ့ဘူးတိတောင်ကို ်အရကတက်တော်ကတင်းပိုက်လိုက်ပြီနော်မွတ်စလင်လက်နက်ကိုင်းတွေဟာဘင်္ဂလားဒေ့ရှ်ဘက်ကိုဆုတ်ခွာသွားပြီးမကြာခဏဆူတလို့နေဆက်မှာရှိတဲ့ကုန်းတွေများနဲ့ဒေသခံများကိုချုံခိုတိုက်ခိုက်ခြင်းဖမ်းဆီးတပ်ဖြတ်ခြင်းများစတိုက်ပြုလုပ်လာပါတယ်လက်ရှိဘင်္ဂလားဒေ့ရှ်နေဆက်မှာစစ်ရေးအခြေအနေရှုပ်ထွေးနေပြီးအဆအအနေရစိုးရင်စရာရှိနေတဲ့အတွက်ဒေသခံများခီးတွာလာရမှာအထူးတတိထားကြဖို့အရကတက်တော်ကတိုက်တွန်းထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့မင်းစီတန်ပြည်သူစစ်ခေါင်းဆောင်က စစ်တပ်နဲ့တွေ့ပြီး KNA PDF တွေကိုချေမှုမဲလို့ကြုံဝါခဲ့ကြုံတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီလက်အောက်ခံဝါရဇပ်ပြည်သူစစ်အဖွဲ့ခေါင်းဆောင်မင်းစေတန့်ကစစ်ကောင်စီနဲ့လက်တွဲပြီးကချင်လွတ်လပ်ရေးတပ်မတော် KNA နဲ့ PDF တွေကိုချေမှုမဲလို့ကြုံဝါပြောဆိုခဲ့ပါတယ်။အော်တိုဘလာတရနေ့ကကျင်းပခဲ့တဲ့ဝါရဇပ်ပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တပ်နဲ့စင်ပွဲမှာပြည်သူစစ်တပ်ဖွဲ့မှုကအခုလိုပြောဆိုခဲ့တာပါ။ KNA အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်းတွေ PDF တွေဟာနိုင်ငံရေးအကြောင်းပြစူပူအောင်ကြွနေတာလို့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီကနောက်တော့တက်မတော်လို့မင်းစီတန်းကတုံ့နှုံခဲ့ပြီးစစ်ကောင်စီကနိုင်ငံကိုကာကွယ်စောင့်ရှောက်နေတာလို့ဆိုပါတယ်အမိနိုင်ငံပိုင်နယ်လို့တတ်မှတ်ထားတဲ့နေမျိုးတွေကိုတခုမှပြေမထွက်သွားအောင်နောက်တော့တက်မတော်နဲ့လက်တွဲပြီးဒုတတွေကာကွယ်သွားကြရမယ်ဒါဟာဒုတတွေရဲ့ဒါသမိုင်းပြည့်တဲ့တာဝန်ဖြစ်တယ်လို့မင်းစီတန်းကတင်နန်းသားတွေကိုဝါရဖြင့်စကားပြောဆိုခဲ့တာပါ ဒါအပြင်နိုင်ငံကိုအမှန်တကယ်ဥဆောင်နိုင်မဲ့ပါတီနဲ့ကိုယ်စားလှယ်တွေကိုမေးပြချရမယ်လို့လည်းသူကဆိုပါတယ်။ရန်သူကိုရန်သူလိုသဘောထားဖို့ရန်သူကိုနေလို့မီးလို့ကျင့်ဖို့လွတ်လပ်ရေးနဲ့အချုပ်ချာအာဏာအတွက်မတိုက်လို့မဖြစ်၍တိုက်နေရကြောင်းရန်သူကအညံ့ခံလာရင်ခွင့်လွတ်တဲ့စိတ်နဲ့ပြည်မှုဆက်ဆံဖို့စတဲ့ဟန်ပြပြောဆိုမှုတွေကိုမင်းစီတန်းကပြောကြခဲ့ပါတယ်။ဝါရဇုပြည်သူစစ်ဟာတနိုင်းလီဒိုလမ်းကျောတလျှောက်မှာစစ်ကောင်စီနဲ့အတူစစ်စင်ရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီး KIA နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်ပူတာအိုခိုင်ခေါလံဖူးမြို့မှာအာနာသိန်းစစ်တပ်ရဲ့စစ်စင်ရေးကိုထောက်ခံကြောင်းစစ်သားထုတ်ဖော်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေသသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်ခေါလံဖူးနယ်စော့လုံမြို့နယ်တွေမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေဆင်နွှဲနေတဲ့စစ်စင်ရေးတွေကိုအားပေးထောက်ခံကြောင်းအော်တိုဘလ၄ရက်နေမှာစန္ဒထုတ်ဖို့ခဲ့တာပါကချင်တရင်ရင်းမြစ်တူကခေါလံဖူးစန္ဒထုတ်ဖို့မှုမှာပြည်သူ့စစ်အခွင့်နဲ့ပတ်သက်သူတွေကလုဆောင်တာဖြစ်တယ်လို့ဆိုပါတယ် အခုလိုဆန္ဒထုတ်ဖော်ကြမယ်ဆိုတာဟာလေလွန်ခဲ့တဲ့တပတ်လောက်ကလေးကကြုံတိနေကြရကြောင်းလည်းပြောပါတယ်သူတို့ရဲ့အဖွဲ့တွေလုံနေကြတာဟုတ်တယ်တကယ်အမြင်ကျတဲ့သူတွေကဒါမျိုးမလုပ်ဘူးစစ်ကောင်စီကအတင်းအကျပ်ခိုင်းပြီးမှငွေပေးခိုင်းတာတွေလည်းပါမယ်လို့ဒေသတရင်ရှိမြစ်ကပြောပါတယ်ဒေသတရင်ရှိမြစ်တူကလည်းကောင်းလန်ဖို့ကတော့စက်ကောင်းဖို့ပဲရှိမယ်စစ်အာဏာရှင်ကိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်ကြတာကိုဒေသကိုကာကွယ်တယ်ကိုလူမျိုးကိုကာကွယ်တယ်ထင်ကြရောပေါ့ ီလိုအကြမ်းဖက်စစ်အာဏာရှင်ကိုထောက်ခံတဲ့နေရာမှာငါတို့ရဝမ်ဝစ်စုံမြင်ရတာကြက်တည်းမရှိဘူးတိတ်တနာဖို့ကောင်းတဲ့လူတွေလို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ် KIA အာဏာသိမ်းစစ်တပ်နဲ့ပြည်သူစစ်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကို2024ခုနှစ်စစ်စင်ရေးအတွင်းမှာတိမ့်ပိုက်ထားတာဖြစ်ပြီးစစ်တပ်နဲ့ပြည်သူစစ်ကပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလ19ရက်နေ့မှာလန်စေဒေတာပြန်ရဖို့ထိုးစစ်ဆင်ခဲ့ပါတယ်ဒါပေမဲ့ KIA ပူးပေါင်းတက်ရဲ့ခုခံမှုကြောင့် တိုက်ပွဲတစ်ပတ်ပင်မကြာဘဲစစ်ကောင်စီပူးပေါင်းတပ်အထိနာပြီးပြန်လည်တက်ဆုပ်သွားခဲ့ရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့နတလင်းမြို့ဇီကုံကလေးရက်ကွက်မှာစိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအုတ်ချုပ်ရည်မှုတင်ထင်းနဲ့ယာအိမ်မှုတင်လာတို့ကဖမ်းဆီးပြီးတင်း90နဲ့စစ်မှုတန်တသားဖြင့်ရောင်းစားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းနတလင်းမြို့ဇီကုံကလေးရက်ကွက်မှာစိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအုတ်ချုပ်ရည်မှုတင်ထင်းနဲ့ယာအိမ်မှုတင်လာတို့ကဖမ်းဆီးပြီးတင်း90နဲ့စစ်မှုတန်တသားဖြင့်ရောင်းစားလိုက်တဲ့အတွက် နေပြည်တော်ကိုတိုင်ကြားထားကြောင်းဆွေမျိုးများကပြောဆိုပါရယ်စက်တင်ဘာလ၄ရက်နေ့မနက်၁၀နာရီအချိန်နတလင်းမြို့ဇီကုံကလေးရက်ကွက်ဇီကုံကလေးလမ်းအနောက်ဘက်မှာနေထိုင်တဲ့ဒေါ်နွဲ့နွဲ့ဝင်းရဲ့နေအိမ်ကိုဇီကုံကလေးရက်ကွက်အုပ်ချုပ်ရေးမှူးတင်ထင်းနဲ့ယာယီမှုတင်လာတော့ကရောက်ရှိလာကြောင်းအဲဒီနောက်နေအိမ်မှာအိတ်နေတဲ့စိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအိယာမနှုတ်၍အတင်းကျပ်ခေါ်ဆောင်သွားကြောင်းမိခင်ဖြစ်သူဒေါ်နွဲ့ဝင်းကတားဖြစ်သူကိုမြည်သည့်အတွက်ကြောင့်ခေါ်ပါတလဲလို့မိမြန်ရမှာအုတ်ချုပ်ရေးမှုတင်ထီးက နင့်သားကိုခဏခေါ်တာပြီးရင်ပြန်ပို့မယ်လို့ပြောဆိုပြီးခေါ်ဆောင်သွားခဲ့ကြောင် သိရှိရပါတယ်။အဲဒီနောက်အချင်းကြာမြင့်သည့်အထိတားဖြစ်သူမောင်စောရန်နိုင်ကိုပြန်လဲပို့ဆောင်ခြင်းမပြုတဲ့အတွက်မိခင်ဖြစ်သူဒေါ်နွန်ွယ်ဝင်းကလိုက်လံစုံစမ်းရမှာတားဖြစ်သူမောင်စောရန်နိုင်ကိုနတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးကိုခေါ်ဆောင်သွားကြောင်အဲဒီနောက်မြို့နယ်ထွေအုပ်ရုံးကိုလိုက်လံမင်းမြတ်တဲ့အခါမှာရက်ကွက်နဲ့မြို့နယ်အကြားအပြန်အလှန်လွှဲချပြီးတရင်စုံစမ်းမရဖြစ်နေခဲ့ကြောင်သိရှိရပါတယ်။ နတ်တလင်းမြို့နယ်မှာရှိတဲ့တာဝန်ကျစစ်တပ်ထံကိုတွားရောက်မေးမြန်းတဲ့အခါမှာမန်ဆိုးရန်တိုင်းကိုအုပ်ချုပ်ရေးမှုတင်ထင်းတဲ့ရန်ရင်မှုတင်လာတို့ကစစ်မှုတပ်တပ်သားဖြစ်ထည့်သွင်းခဲ့ကြောင်းအဲဒီလိုစစ်မှုတပ်တပ်သားဖြစ်ခေါ်ယူခဲ့ခြင်းမှာငွေကျပ်350ပေး၍မန်ဆိုးရန်တိုင်းကို၎င်းရဲ့မိဘများကစစ်မှုတပ်ဖြစ်ထည့်လိုက်တယ်လို့အုပ်ချုပ်ရေးမှုတင်ထင်းတဲ့ရန်ရင်မှုတင်လာတို့ကထွက်ဆိုထားကြောင်းမိခင်ဖြစ်သူဒွန်နန်ဝင်းကလည်းမိသည့်ငွေကြေးမှရယူထားခြင်းမရှိဘဲ လိန်လေခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့စစ်တပ်ထံကိုအတိပေးခဲ့ကြောင်းသိရှိရပါတယ်။မောင်စောရန်နိုင်ကိုအုတ်ချုပ်ရေးမှုနဲ့ယာယီမှုကလိန်လေခေါ်ဆောင်သွားမှုပေါ်ပေါက်လာပြီးနောက်အုတ်ချုပ်ရေးမှုတင်ထင်းနဲ့ယာယီမှုတင်လာတို့ကမိခင်ဒေါ်နန်နယ်ဝင်းကိုငွေကျပ်နှစ်သိန်းလာပေးကြောင်းတို့ရမှာမိခင်ဒေါ်နန်နယ်ဝင်းကမယူဘဲညင်ဆန်ပြီးတောင်းဖြစ်သူကိုယ်တော်ပြန်ခေါ်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ23ရက်နေ့ညနေ9နာရီအချိန်နတလင်းမြို့နယ်အထွေထွေအုတ်ချုပ်ရေးမှုရုံးမှာမြို့နယ်စီမံအုတ်ချုပ်ရေးအဖွဲ့ဝင်စစ်တပ်အရာရှိဗိုလ်မှူးက ိခင်ဖြစ်သူဒေါ်နန်နယ်ဝင်းနဲ့အုတ်ကျုပ်ရေးမှုတင်ထေးရာအိမ်မှုတင်လာတို့ကိုခေါ်ယူ၍မျက်နှာချင်းဆိုင်တွေ့ဆုံစေခဲ့ကြောင်းအဲ့ဒီလိုတွေ့ဆုံစဉ်မှာအုတ်ကျုပ်ရေးမှုတင်ထေးကတောက်ဖြစ်သူမောင်စော့ရန်နိုင်ကိုစစ်မှုတန်းဖြစ်စစ်တပ်ထဲကိုပို့ဆောင်ခဲ့မှုအတွက်ငွေကျပ်သိန်း80ပေးမယ်လို့ကတိပေးခဲ့ပေမဲ့လည်းမြည်သည့်ငွေကြေးမှမပေးခဲ့ကြောင်းအဓိကအားဖြင့်စိတ်ဝေဒနာရှင်ဖြစ်သူမောင်စော့ရန်နိုင်ကိုလိမ့်လင်းလှည့်ပြ၍စစ်တပ်ထဲသို့စစ်မှုတန်းလူစားတို့ဖြစ်ထည့်သွင်းခဲ့မှုအတွက် အေးအေးယူပေးရင်နေပြည်တော်ကိုတိုင်ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကလေးကအုံနောက်မကောင်းစစ်မပြေဘူးဆိုတာတရက်ကွက်လုံးသိပါတယ်။အဲ့ဒါကိုအိမ်ပေါ်တက်ပြီးလိန်ခေါ်ပြီးတက်သေးကိုထည့်လိုက်တာဥက္ကဋ္ဌနဲ့ယာအိမ်မှုပေါင်းပြီးစိတ်ကျမ်းမာရင်မကောင်းတဲ့ကလေးကိုအဲ့ဒီလိုလှုပ်တာပြီးတော့မိဘရေကို350ပေးပြီးခေါ်လာပါတယ်ဆိုပြီးစစ်တပ်ကလည်းလိန်ပြောပြီးစစ်တပ်တွေထည့်တယ်။ဒါကြီးကမဖြစ်သင့်ဘူး။စစ်မှုထမ်းဥပဒေအကြောင်းပြပြီးအုတ်ကြီးနဲ့ယာအိမ်မှုကကိုကျိုးစီးပွားရှာတာဖြစ်ပါတယ်လို့ စိတ်ဝေဒနာရှင်မောင်စောရန်နိုင်ရဲ့ဆွေမျိုးတဦးကပြောဆိုပါတယ်။လက်ရှိမှာမောင်စောရန်နိုင်မှာစစ်မှုတပ်အပစင်စစ်ကွန်ကိုပို့ဆောင်ခဏရပွေရှိနေပြီးမိဘများနဲ့အဆက်အသွယ်ပြတ်တောက်နေကြောင်းဆွေမျိုးများထံကနေသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသည့်ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့တော်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။